မင်္ဂလာပါသောဇန်လကော်ရဲ့ The Story Cycle ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညဟတ်ကြားတင်ဆက်ပေးမယ့်ဝတ္ထုတူရဲ့နာမည်ကတော့ရှင်လွဲမိုးဖြစ်ပါတယ်ဒီဝတ္ထုလေးကိုနိုဝင်ဘာလ2013ခုနှစ်ကဗရောင်းပွတ်တင်မဂဇင်းမှာပေါ်ပြခံခဲ့ရတာဖြစ်ပါတယ်နားတော်တာစပေးကြပါခင်ဗျာ တနေဝင် သမိုးတောက်ဆိုတဲ့အတိုင်းခုတော့နေလုံးကြီးဝင်သွားခဲ့ပြီ။မနေ့ပြန်မနေ့မှာ နေတဲ့တနေ့ကသူ့ကိုစီးကြိုနေအောင်မှာပေါ့။ဒါတိချရဲ့လားလို့မိခွန်းပြန်ထုတ်မိတယ်။ဟမ်တေစာမှုတွေဟာလူတူတယောက်ချင်းစီမှာဘယ်တော့မှ ရှိခဲ့တာမဟုတ်ဘူး။သူ့ရှိမှရှိနေခဲ့တဲ့သူ့တငယ်ချင်းတွေတောင်တေချာတယ်ဆိုတဲ့စကားကို ပြောသွားခဲ့ကြတာမှမဟုတ်ပဲခနှုတ်ခနဲ့ရည်တယ်နဲ့လောကကြီးကသူ့ကိုနှုတ်ဆက်တယ်သူကတော့ငိုကြွေးခြင်းနဲ့ဆခဲ့တဲ့ဘဝကိုခုထိအံ့ဩနေတော့ငိုရည်ရည်တယ်ဆိုတာအသက်ရှင်တလာခဲ့တဲ့ဘဝတစ်ချောင်းလုံးနှစ်ပန်းလုံးလာခဲ့ကြတာခုထိတောင် သူဖြန့်ဖြေလို့မရသေးဘူးတော်တော်ကြာကြီးတယ်မပွင့်သွင်းကနေဟဟပပတ်ကြီးပူလိုက်တဲလိုက် တခဏကြာတော့မျက်ရည်တွေစီးလိမ့်လာပြန်ရောအသိတိတ်ဆိုင်ကိုချင်းနဲ့ယူကျုံမရတလို့ငိုချင်းသူအဲ့ဒီညီချင်းကိုချင်းကြားကာလမှာရှိနေတည်း၍စိတ်ပြည့်စရာကောင်းတဲ့အရာဟာဘာလဲလို့မေးလာခဲ့ရင် ခုသူရရှိပိုင်ဆိုင်ထားတဲ့လူဘဝကြီးပါပဲမဟုတ်သေးဘူးသူငားရမ်းထားတဲ့လူဘဝကြီးပါပဲသူအခုအသက်25နှစ်ရှိပြီ ဘဝတစ်ချောင်းလုံးကိုပြန်စဉ်းစားကြည့်တဲ့အခါအစကနေဒီကနေ့အထိသူမမတ်မိတချို့အကြောင်းအရာတွေကရိုးတိုးရိပ်သိပ်တချို့အကြောင်းအရာတွေကကွက်ကွက်ကွင်းကွင်းသူငငယ်ကမုံဆုံးစကလုံးတစ်ခုရှိတယ်အဲ့ဒါကตาရချင်းတချို့တငယ်ချင်းတွေကရှုခင်တစ်ခုကိုသိတ်ตาရတာပဲလို့ပြောရင်သူအဲ့ဒီရှုခင်ကိုမကြည့်ချင်တော့ဘူးကြတော့ တငယ်ချင်းတွေကပြောတယ်ကန့်လန့်လူသား ग्वा သမားတဲ့ဟုတ်တယ်သူမခံစားတတ်တဲ့ရှုခင်းတွေကြောင်းတငယ်ချင်းတွေမပြောကြတော့ဘူးပြီးတော့တငယ်ချင်းတွေ သူ့မှာမရှိတော့ဘူးဒါနဲ့ပဲမိုးချုပ်နေဝင်နေရတွေဟာအချိန်တန်ကုန်ဆုံးလိုက်နဲ့တန်တရားလည်းနေခဲ့တာပဲသူ့ဘဝမှာနေသားကြနေခဲ့တာကြာခဲ့ပြီပဲဒါပေမဲ့ line ဆိုတာဘယ်ချိန်လောက်မှ ထရိုင်မလဲဆိုတာသူမမသိလိုက်ပါပဲဒီမနက်မှာပဲပြဿနာကစတယ်ဘာဘူးသူကပြဿနာဆိုတဲ့အကောင်ကိုခေါ်လာခဲ့တာသူ့ရဲ့ရှေ့မှာစူးရဲတောက်ပလုံးနေတဲ့မြုပ်လုံးတစ်စုံနဲ့လူတစ်ယောက်သူ့ကိုမျက်နှာချင်းဆိုင်ကနေစူးစူးကြည့်ကြည့်တယ်အရင်တုန်းကအဲ့ဒီမျက်လုံးတွေရဲ့အောက်မှာသူကနေစရာတောင်ရှိခဲ့တာမဟုတ်ဘူးခုတော့ သူ့မှာတက်တိတွေရှိနေပြီပြန်လဲပြီးကြည်ရပြီသူ့ကိုအဲ့ဒီလူကြီးပြောစရာတွေတပုံတပင်ရှိနေမှာတေချာရဲ့သားနဲ့သူ့ကိုဘာမှမပြောသေးဘူးအင်းလင်မမေကိုစောင့်နေတာနေမှာပေါ့ဒီမှနှစ်ယောက်ပေါင်းပြီးထားပါတော့သူခက်တီတီနဲ့ဧကန်နဲ့ထိုင်နေလိုက်တယ်တစ်စိတ်ချင်းဆိုတာဒီဧကန်ထဲမှာဘလောက်ထိ အချိန်ကြာရှိနေနိုင်မလဲမေမေပေါ်ထက်ကနေဆင်းလာတာကိုတွေ့လိုက်တယ်မေမေမျက်နှာမှာတင်းမာခတ်ထမှုတွေကအပြည့်မျက်မှောင်ကြီးကုပ်ပြီးသူ့ကိုပေါ်စည်းကနေကြည့်နေပုံကသူငငယ်လေးတုန်းကအတိုင်းတစက်ကလေးမှ ပုံစံပြောင်းမသွားသေးဘူးမကြာမီဒီခန်းထဲမှာစူပူမှုတွေတောင်းကျမ်းတော့မှာဆိုတော့ဘယ်အိမ်ကူမှလည်းခန်းထဲမှာရှိမနေဘူး ။အိုးကုံကုံပြောရရင်အခန်းရဲ့အနာကိုတောင်ဝိတ္တိဝိတ္တိလောက်ကြမှာမဟုတ်ဘူး။ဘာပြတနာဖြစ်ပြန်တာလဲကို။အတုံးကြတဲ့ကိတိတာအခုခြာလိုက်တာပြတနာကအရင်လိုတေးသေးလေးမဟုတ်ဘူး။သူ့ကိုမမေကဆက်ခနဲ့ကြည်လာတယ်။ညဉ့်ညံ့မှုမရှိတဲ့မိမိရဲ့အမျက်ဝန်းတွေအယောင်တစ်မျိုးလွင့်ဆင်နေတယ်။ဒါပေါ့မိမိဒီလိုကြည့်ခဲ့တာနှစ်ပေါင်းဘလောက်ကြာခဲ့ပြီလဲ။ သူပေပြီးပြန်ကြည့်လိုက်တယ်။မင်းဘာလို့ရှားလို့နေရလဲစနေ။မင်းဘလောက်ထိမမေကိုစိတ်ဒုက္ခတွေပေးအောင်မလုပ်လဲ။သူစိတ်စိတ်တားနေလိုက်ချင်းကဒီချိန်မှာအကောင်းဆုံးလို့ယူဆတယ်။ပြောချင်တာပြောကြတော့စိတ်ဒုက္ခဆိုတာသူကမမေကို ပေးခဲ့စေမဟုတ်ဘူး။မင်းမင်းမေ့နေတယ်။မင်းမင်းပေးခဲ့တဲ့တန်ရာတချို့ခုထက်ထိသူ့ရင်မှာမပြောက်သေးဘူးဆိုတာကိုလေ။ ကေတီသားကခုခိုးဘက်အိမ်ကအိမ်တကားမှန်တွေကိုခဲနဲ့ပြစ်ခွဲတယ်။ပြီးတော့အဲ့ဒီအိမ်က မောင်နှမနှစ်ယောက်စပိန်စီးနေတာကိုဆွဲလက်ပြစ်တယ်။ဒါပါလောက်တာလေ။တောင်းချမ်းတာဗျမ်းမာနိုင်တာစေးမရှိကမ်းမရှိဘူးဆိုတာကိုပြတာ။ကိုရောဘလောက်တိတ်ခါကြတယ်လေကေတီ။ဒီလိုတားမျိုးမွေးထားတဲ့မိဘတွေကိုတစ်ဖက်ကဘာထင်မလဲ။ကိုရောတောင်းပန်ခဲ့တယ်။ကျင်းတဲ့လောက်တည်းထိတောင်းပန်ခဲ့တယ်။မှန်တွေလည်းအစ်စ်တက်ပေးလိုက်တယ်။မေမေတို့တိတ်ခါကြအောင်ဘာလို့စနေလှုပ်ချင်နေရတာလဲ။ပြောစမ်း တိတ်ခါတိတ်ကိုလာတဲ့စကားလုံးတစ်လုံးလူမှုဝင်းကျင်မှာတိတ်ခါဆိုတဲ့စကားလုံးတစ်လုံးဘလောက်ရေးပါသလဲခုမှမေမေနဲ့အဲ့ဒီလူကြီးတိတာလားသူ့နှခမ်းတွေခက်မဲ့မဲ့ပြုံးမိသွားတယ်သူထိုင်ရာကနေထတယ်ပြီးတော့အပေါ်ထက်သူ့ခန်းရှိရာကို ထွက်လာခဲ့လိုက်တယ်တကယ်နဲ့မှမတက်ရက်ပြီးဒေါရထွက်နေတဲ့လူနှစ်ယောက်တော့ကြံနေခဲ့တယ်ဒါတော့သူ့နောက်ကျောစီကနေစကားလုံးတစ်ချို့ အပြေးလိုက်လာကြသေးတယ်။ဗါတယ်။တွေ့လာကြည်မင်းသားကပြန်မပြောနားမထောင်တဲ့ကောင်။ကြာရင်ကိုနဲ့မဖြစ်ဘူးတော့ကြည်ဒီ။အင်းဆိုတာမိသားစုအတွက်ဘေးကင်းလုံခြုံရာချိန်မြုံကလေးတစ်ခုတည်းအင်္ဂလိပ်ထဲမှာဒီမောချင်းကြည်နူးချင်းပျော်ရှင်ချင်းတွေအပြည့်ရှိတယ်တဲ့။သူ့အတွက်တော့အင်းဆိုတာအဲ့ဒီနေရာတွေတစ်ခုမှမရှိတဲ့နေရာတစ်ခု။ တီးချမ်းနေဆိုတဲ့စကလုံးကိုသူမုန်းတယ်။သူ့ခန်းထဲမှာအောင်းနေတာကြာခဲ့ပြီ။မောင်မချင်းတွေနဲ့တောင် သူကအသားကျနေပြီ။မီးရှိပါရဲ့နဲ့တမင်တက်တက်မီးမထွန်းပဲသူ့နေရာတကားကိုကျင်းနေနေခဲ့ပြီ။အမောင်ကိုအသားကျနေတဲ့မျက်လုံးတွေကခန်းထဲမှာဘာရှိရှိတယ်ဆိုတာသိနေပြီ။မြင်နေပြီ။သူတိခဲ့တဲ့အမောင်ရဲ့အခြားတစ်ဖက်မှာခြေကွင်းစရာတွေရှိနေတယ်။ တစ်ခါတခါအိမ်ပေါ်တချို့အခန်းတကားလာခောက်တယ်။သူဖွင့်ပွေးဖို့ဘယ်တော့ငါမှစိတ်မကူခဲ့ဘူး။အိမ်မြန်တဲ့ချက်ကအိမ်မြန်ကလေးတွေနဲ့စကားပြောတာသူချိန်နဲ့တင်။ဒီစိတ်လိုလည်းရနဲ့ကွန်ပျူတာဖွင့်ပြီးစာရေးရတာကိုကြိုက်တယ်။ဒါပေမဲ့ရေးမိတဲ့အကြောင်းအရာတွေကိုပြန်ဖက်ရင်သူမျက်ရည်တွေခဏခဏကျရတယ်။အဲ့ဒီအခါလက်ဖမိုးနဲ့မျက်ရည်ကိုပြန်ပြန်ညာပြန်တုပ်ရင် စိတ်တွေတိုးလာမိရော။ ဒါလားလူတယောက်ရဲ့ဖြစ်တည်မှုသွားစမ်းမှာသူပစ္စည်းတွေကိုကန်ကြောက်ပစ်လိုက်တယ်သူ့ခြေထောက်မှာတပုံအယ်ဘမ်လေးကျလာတယ်သူကောက်ကင်ကြီးလှန်ကြည့်လိုက်တယ်ပထမဆုံးတပုံလေးတောင်အယောင်တွေလွင့်နေပြီဒါပေမဲ့တဲတဲကွဲကွဲတော့မြင်ရသေးတယ်မိသားစု၃ယောက်ရေပြုံးနေတဲ့ပုံသူကအလေက သူ့ဘယ်ဘက်ပြေးမှမင်းမင်းပြီးတော့သူ့ညာဘက်ပြေးမှ သူနှုတ်ကလှုပ်ယုံတယ်ဆိုရင်လေရေရွတ်မိတယ်။သူအဲ့ဒီစကားလုံးနှလုံးကိုမပြောခဲ့တာကြားခဲ့ပြီလေ။အတန်တွေမထွက်မိဘူး။သူစိတ်ထဲမှာဖေဖေရဲ့တိတ်ခါမရှိတဲ့သူတွေကခုသားကိုတိတ်ခါအကြောင်းပြောလာကြပြီဖေဖေ။သူခန်းထဲကနေထွက်လာပြီးအပေါ်ထက်ကနေဆင်းမယ်လို့တော့လေကားနာရောက်တော့အောက်ထက်ဧကန်ကစကားတန်တွေကိုကြားလိုက်ရတယ်။ သူတုတ်ခနဲ့ရဲ့ပြီးနားထောင်နေလိုက်မိတယ်။ဒီလိုပဲသူနားထောင်တက်ခဲ့တာကြာပေါ့။ခုတလောနေနေလှုပ်ရှုပ်ပြီးအိမ်ကိုညမိုးချုံမှပြန်ပြန်ရောက်တယ်။ပြီးတော့ပုံလူကြီးလည်းအလှုပ်ရှုပ်နေတဲ့ပုံနဲ့ပြန်လာလိုက်ပြန်သွားလိုက်လုပ်နေတယ်။အဲ့ဒါတွေကလွဲလို့သူကျန်တာတွေလိုက်ပြီးစိတ်ဝင်စားတတ်ဘူး။ခုမေမေနဲ့ဟိုလူကြီးတီတိုတီတိုပြောနေတာတွေကိုသူကြားတယ်။ကေဒီတာကိစ္စဘလို့စီစဉ်ထားလဲ တစိမ့်ရှိဒါပဲမင်းနေတာပဲဒီမဲ့ကိုကုသားကို KD အမျိုးတယောက်အိမ်မှာတွားထားမလို့လုပ်ထားတယ်။သူ့အတွက်လိုအပ်တဲ့အထောက်ပံ့တွေကို KD တို့ကတလားတခါပို့ပေးုံပဲ။တကောင်းနဲ့ကိုရောဆိတ်ရှုပ်လုံးလို့ဒီကောင်မရှိလေအေးလေပဲ။ဒီကောင်ရဲ့ကိုယ့်ကိုကြည့်နေတဲ့မျက်လုံးတွေကိုမကြိုက်ဘူး။ကိုယ်အဆင်ပြေအောင် KD ကလှုပ်တာလှုပ်ရတယ်။ဒါ KD ကိုမုံသွားမလားပဲဆိုရင်လေ။စိုးရင်နေတဲ့ KD ကခုလေ KD ပိုက်ထဲမှာတသားလားမမီလားမသိတဲ့ကိုယ့်ရင်တွေးလေးရှိနေပြီပဲ။ ီကောင်ရှိနေကိုနဲ့ကေတီတိတ်ခါကြားเสียဖြစ်ပြီးခဏခဏဖြစ်နေအောင်ပဲအခုကေတီလောက်တာမစိုးကေတီကိုကျေးဇူးတင်တယ်ကွာအာကိုကလည်းအခန်းကြီးထဲမှာဘလူဘလဲဖြစ်နေတာတဲ့မြင်ကွင်းကိုသူဝိုးသွားလာပြင်နေရတယ်မြေကြီးတွေလားဒါဖြစ်တဲ့ရင်လားနောက်တစ်ယောက်ရဲ့လာခြင်းကို အရင်တစ်ယောက်ကဖယ်ခွာခြင်းနဲ့ကြိုးဆိုရမယ်တရားသလားဘယ်သူတွေကတရားပြီးဘယ်သူတွေမတရားခဲ့တာလားလောကကြီးမသိဘူးလား မှန်တရားဆိုတာရုပ်ရှင်တွေဗီဒီယိုတွေကလို့စတိန်ခန်းရောက်မှဘာကနေပေါ်လာတတ်တာလားခုသူခန်းနဲ့ပြန်ပြီးအိတ်လုံးနဲ့အဝတ်စားတွေထည့်လိုက်တယ်။ဟန်ဆွေးတွေကပစံချူကိုလုံလောက်အောင်အိတ်တွေထည့်တယ်။ Now double album ကိုထည့်တယ်။နှွေးထွေးရဲ့အင်ငယ်ရိပ်မြုံဆိုတာငါတိုက်တစ်ခုလောက်တောင်တန်ဖိုးမရှိဘူးလို့သူတွေးလိုက်မိတယ်။ခြေလန်းတွေကတရားလမ်းထက်မှာဥဒိယာတော့မရှိဘူး။ရောက်ချင်းပေါက်ချင်းတဲ့နေရာကိုရောက်ပါစေပေါ့။ ဒီကံလေးကိုသူမှတ်မိနေတယ်။သိစိတ်နဲ့ပတ်ဝန်းကျင်နဲ့အသားကျနေတဲ့ကံကလေး။သူငငယ်တုန်းကဒီကံလေးကိုတင်းငွနေနေတိုင်းရဲရောက်နေကြ။ကံလေးကတရားဖြူဖြူကလေးပေါ်မှာဒေတပြူဖြူနဲ့သူရဲ့မိမိရဲ့ဖဖေရဲ့လမ်းလျှောက်ကြရင် နောက်သူကဖဖေကိုပူဇော်တယ်။ကံလေးကကြာဘူးလေးတွေကူပေးဖို့။ဒါပေမဲ့ဒီပူတတ်တဲ့ဖဖေကဘယ်တော့မှသူ့ကိုမကူပေးနိုင်ခဲ့ပါဘူး။အဲ့ဒီတည်းကသူဟာ လိုချင်တာဆိုဘယ်တော့မှအလွယ်တကူမရတတ်ခါတာပဲနေမှာဖေဖေကငားများတယ်မေမေကဘေးမှာထိုင်ပြီးစောင်းဖက်လိုက်သူနဲ့ဆော့လိုက်ဂျီနူးပျော်ရွှင်နေမိသားစုဘဝဆိုတာငငယ်တုန်းကမက်ခဲ့တဲ့အိမ်မက်တွေပဲခုနောက်ရကံကိုပြန်ပြီးပြင်ဆင်နေကြတယ်တရားပြပြကလေးတခုကခုတော့တစ်လွင်တော့ပါလို့ကံပတ်ပတ်လေးမှာရှောက်လန်းလေးဖောက်ထားတယ်ကံထဲမှာလေကလေးရရှိတယ် တကယ်ဆိုရင်ခုချိန်မှာပျော်ပျော်ရွှင်ရွှင်နဲ့သူနဲ့မေမေဖေဖေအတူချောင်းရမယ်လမ်းကလေးတကယ်တမ်းအတူချောက်သွားခဲ့တာကမေမေနဲ့ဟိုလူကြီးသူ့အိမ်ကိုအဲ့ဒီလူကြီးဆောက်ရောက်လာတာမှတ်မိနေတယ်ဖေဖေရဲ့အချစ်ဆုံးတငယ်ချင်းနဲ့ရုပ်ရည်ကဖေဖေနဲ့ချောမောတာကိုသူတော်တတိထားမိတယ်မေမေနားကိုတူတူလေးကပ်ပြောခဲ့တဲ့မူလေးကြီးကချောတယ်မေမေဆိုတဲ့စကားကိုခုပြန်သွေးမိရင်သူမားခဲ့တာကိုပြန်မှတ်မိရတယ် မိမိအိတ်တုန်းကပြောခဲ့တာကဒါဖေဖေတချောတာတော့တိတ်ချရတဲ့အဲ့လူကြီးဖေဖေနဲ့အလုပ်တွေတွဲလုပ်တယ်အိမ်ကိုခဏခဏလာတယ်ဖေဖေမရှိတဲ့အချိန်တွေမှာလည်းအိမ်ကိုခဏခဏလာတယ်ပြီးတော့မိမိနဲ့ယူယူမမောစကားတွေပြောကြတယ်လက်ဆောင်တွေပေးတယ်သူ့ကိုလည်းမုတ်ဖိုးတွေပေးတယ်အစကတော့ပြုတ်သူပြောခဲ့ပါတယ်ဒါပေမဲ့မိုးတဲညတညမှာမြင်လိုက်ရတဲ့အမြင်ကွင်းတစ်ခုကြောင့်သူမပြောတော့ဘူးလက်ရောင်နဲ့ဂျွင်းဝင်းနဲ့ မိုးတွေတဲကြီးမဲကြီးကျွာနေတယ်။လေတွေတဝဝတိုက်ပြီးမိုးကြိုးတွေတစ်ချက်တစ်ချက်ပြင့်နေတာကြောင့်သူ့အဲ့ရကလက်နိုးလာတယ်။အနာမမေမေမရှိနေဘူး။ဖေဖေမနက်ကအလုပ်ကိစ္စတစ်ခုနဲ့ခီးထွက်သွားတယ်။မိုးတွေရွာရင်သူကြောက်တတ်တယ်ဆိုတာမေမေတိရတာနဲ့ဖက်သွားနေတာလေ။သူ့အဲ့ရကထပြီးအခန်းပြင်ဘက်ကိုထွက်ခဲ့တယ်။မိုးချိန်တိုင်တွေကြားမှာကြောက်ကြောက်နဲ့အမေကိုရှာရင်းမိဖို့ခံဘက်ကိုရောက်တော့ လက်ရောင်ဖူးဖူးနဲ့မြင်လိုက်ရတဲ့မြင်ကွင်းဟာသူ့ပါးစပ်ကိုလက်တစ်ဖက်ကလာပိတ်တယ်။သူလက်ကြည့်လိုက်တော့မိုးရေတွေတကူလုံးရွှဲဆိုနေတယ်ဖိဖိရဲ့လေ။မြေရေတွေတတွင်တွင်စီးလို့သူ့မျက်ဝန်းမှာလဲ။မိမိနဲ့ဖိဖိအဲ့ဒီညမှာစကားများကြတယ်။ဟိုလူကြီးကတော့အခန်းထဲမှာကောင်းကြီးနိုင်ဆိုင်ချလို့ ဖေဖေခီးမထွက်ဖြစ်ခဲ့ပဲပြန်ရောက်လာခဲ့တာဟာဒီကိစ္စကိုရှင်းဖို့တဲ့ဖေဖေလောက်ပေါ်ကိုင်မပတ်ဝန်းကျင်မှာဖေဖေတိတ်ခါကြားတဲ့အပြန်အလှန်ပြောင်းနေတဲ့မိမိနဲ့ဖေဖေရဲ့အတန်းတွေဟာမိုးလေထဲမှာပျောက်ပျောက်သွားခဲ့တယ်။ဖေဖေအဲ့ဒီညအိမ်ကနေမိုးလေတွေထဲမှာထွက်သွားတယ်။မိမိကတင်းမှခတ်ထန်းတဲ့မျက်ဝန်းတွေနဲ့ပြန်ခဲ့တယ်။ဖေဖေကိုမြင်လိုက်ရတာဟာအဲ့ဒီညနောက်ဆုံးပါပဲ။မိုးရီတွေနဲ့အတူမိုးသိပ်တော့ဖေဖေမရှိတော့ဘူး။ ဖေဖေကန်ထဲမှာရင်းနှစ်တည်သွားတယ်ဆိုတာပဲသူသိလိုက်တယ်။တဲ့ဒီကလေးကအမောင်တချမ်းဟာသူ့ဘဝအတွက်ကောင်းကင်တချမ်းဖြစ်သွားခဲ့တာပေါ့။ညလာကြာမှာမင်းမေလက်ထပ်လိုက်တယ်။သူလည်းတန်တိုင်းတစ်ဖက်ချမ်းမှာမျက်ရည်တွေနဲ့မင်းမေသူ့ကိုကြည့်နေတယ်။ဒီကအဲ့ဒီကလေးဟာတိုကေဒီရဲ့သားဆိုတာတေချာလားကြည့်ပါဦး။တေချာတယ်ဆိုရင်တော့ဘယ်လိုလုပ်ချင်တယ်လဲ။ဆရာတို့နဲ့တိုင်ပင်ကြတာပေါ့။ ဝတ်ဆောင်ဖြစ်ဖြစ်ဝတ်ထားတဲ့လူကြီးကမမေကိုပြောနေတဲ့စကားတန်းသူ့ကိုဘယ်မှာတွေ့တာလဲဒေါက်တာဒါကျမသားပါကျမသားလေးပါပြောပါအောင်ဒေါက်တာနောင်ရခံပါပါရှင်ပြုကျေသွားတဲ့မင်းမမြတ်ဝင်းလေးကိုကြည့်ရင်သူကြည်နေတယ်သူ့ကိုလူတွေကယူနေတယ်ထင်ကြတယ်တကယ်တမ်းသူမယူပါဘူးအားလုံးကိုတည်တယ်သူ့ကိုကအဝတ်တွေညှဉ်းနှံသွားတာလည်းတည်တယ်သူ့စပင်းတွေရှည်သွားတာလည်းတည်တယ် သူ့လက်တွေရှိလာတာလည်းသိတယ်။တခုပဲသူများမိသားစုတွေပျော်ရွှင်နေတာကို तू မသိချင်တာပါပဲ။ဒါကြောင့်အဲ့လိုမြင်ကွင်းနဲ့မြင်ရင်ခဲနဲ့ပြစ်တယ်။စက်ချင်းချိတ်ထားရင် လက်တွေပြေးဆွဲပြစ်လိုက်တယ်။အဲ့လိုခဏခဏဖြစ်ပြီးလူတွေတုပ်ကိုကြောက်လာတယ်။ဂျိုးကအယူးလို့ခက်ကြဲကြဲပြောတယ်။တချို့ကခက်တူတူလေးနဲ့တနာပါတယ်ဟဲ့တဲ့ တော်စင်လိုက်ကောကျေးဇူးများတင်ပါတယ်